ညီကိုတို့အားလုံးပဲမင်္ဂလာပါညီကောင်းချမ်းမချမ်းသာကြပါစေကျွန်တော်ရဲ့ football channel လေးဖြစ်တဲ့ MM football betting tip ကနေကြိုဆိုပါရဗျာဒီနေ့မှာကျွန်တော်ပထမအဦးဆုံး review လုပ်ပေးမှာကတော့ Liga နဲ့နဲ့ Girona, Osasuna, Sevilla, Atletico Madrid, Belcano, Betting နဲ့ Valladolid ရဲ့ပွဲစဉ်တွေဖြစ်ပါတယ်ဆိုတော့လက်ရှိပွဲစဉ်မှာတော့ကျွန်တော်တို့ဒါ Liga နဲ့နဲ့ Girona ပွဲစဉ်မှာဆို Girona အသင်းကအဝေးခွင်းကနေ level 10ရှုံ9ပေါင်းနှလုံး40ပုံမှာပေးထားတယ်ပေါ့နော် ဒီနှစ်တင်းကတော့ကျွန်တော်ဒါတန်းစင်းဆောင်ထဲမှာရောက်နေတဲ့အတင်းတွေဖြစ်ပါတယ်ဒီကနေ့အတင်းကအဆင့်16မှရှိတဲ့29မှ0နဲ့အတင်းကအဆင့်16မှရှိတဲ့34မှဆောင်မှရထားတယ်ပေါ့နော်ဒီနှစ်တင်းရဲ့ပထမအကျော်တုန်းကတော့34ဆိုတော့ဒီနှစ်တင်းရဲ့ပထမအကျော်ရလာမှာကတော့0နာကွဲမှာ43ဆိုတော့ရလာနဲ့0နာအတင်းအနိုင်ရရှိထားတာတွေ့ရတယ်ပေါ့နော်လက်ရှိလီကန်နဲ့အတင်းရဲ့ကာရာဖောင်ကိုကြည့်မှဆိုရင်နှစ်ပွဲတည်းရေ၃ပွဲရှုံးထားတယ်ပေါ့နော် လီဂန်နဲ့အတင်းကတော့တိတဲ့အတိုင်းမတားဂိုးသွင်းတာတော်တော်ညံ့တဲ့အတင်းထဲမှာပါတယ်ပြီးရင်ဂိုးတကိုရဘူးတော်တော်လေးခက်ခဲတဲ့အတင်းထဲမှာပါတယ်ပြီးရင်ကျွန်တော်ဒါနောက်တန်းကတော့မဆိုးပါဘူးဗောနော်တိုက်စစ်ကအလုံးမဖြစ်ဘူးလုံးဝဂိုးတကိုရဘူးတော်တော်လေးရုံးကန်ယူရတဲ့ထဲမှာပါတယ်အတင်းတင်းပေါ့ဗျာပြီးတော့ကျွန်တော်ဒါဂျီရိုနာအတင်းဂျီရိုနာရဲ့လက်ရှိကာရာဖောင်ကြည့်မှဆိုရင်လည်းတပွဲတည်းရေးလေးပွဲရှုံးဒါမှဂျီရိုနာအတင်းကကျတော့ အာလီကန်းနဲ့နည်းနည်းကွာတာသူကတိုက်စစ်ကောင်းနေဗျခံစစ်ကညံ့တာတိုက်စစ်ကမစိုးတိုက်စစ်ကပါဂိုးတခုတွင်းနိုင်တယ်အတင်းတင်းဖြစ်တာတွေ့ရတယ်ဗောနော်သူတွင်းထားတဲ့ဂိုးတွေလည်းကြည့်လိုက်ရင်ဘာစီလိုနာ4-1ပူဆာဆူနာ2-1ဘက်တစ်3-1ဗောနော်ကျွန်တော်ပြောချင်တာဂိုးတခုထင်းနိုင်တယ်ဆိုတော့ဟာကိုပြောပြချင်ရင်ဖြစ်ပါတယ်ဒီနေ့တင်းရဲ့ head to head တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒါလာလီကာမှာဆိုလို့ရှိရင်ဒါ9ချိန်ရှိတယ်ဗောနော် ဒါဂျီရိုနာအတင်းကတော့ကျွန်တော်၃ချိန်နိုင်ထားတယ်။အဲ၂ချိန်ကတော့တည်ရချထားတယ်လည်းတွေ့ရတယ်ပေါ့နော်။ဒီနှစ်တင်းရဲ့နိုင်ဂျီရာနှုန်းကိုတွက်ထားတာကတော့ကျွန်တော်ဒါအင်ရှင်အတင်းဖြစ်တဲ့လီဂါနက်က40ရာခိုင်နှုန်းပေါ့နော်ဒါတည်ရကို30ရာခိုင်နှုန်းနဲ့ဂျီရိုနာအနိုင်ကို30ရာခိုင်နှုန်းဆိုမှပြီးထားတာတွေ့ရပါတယ်။အော့စ်မှာဖွင့်ထားတာလီဂါနက်အနိုင်ကို3ဆတည်ရကို3ဆပေါ့နော်ဒါဂျီရိုနာအနိုင်ကို နှစ်ဆကွယ်ပေးထားတာတွေ့ရတယ်ပေါ့နော်ဒီနှစ်သိန်းရဲ့ဂိုးပေါင်းကြီးမိနစ်60အတော်အတွင်းမှာအနည်းဆုံးကျွန်တော်တို့နှလုံးလောက်တော့ဖြစ်သွားမယ်ပေါ့နော်နှလုံးလောက်ဖြစ်မယ်ဆိုတော့ခြေကိုဖွင့်ထားတယ်ဒီနေရာမှာတစ်ချက်စဉ်းစားရမှာလီကန်နက်ကတိုက်ဆက်မကောင်းဘူးဂျီရိုနာကခံစက်မကောင်းဘူးဒီလိုတွေ့တဲ့အသင်းဖြစ်နေတယ်ပေါ့နော်ဒီနှစ်သိန်းကြားထဲမှာအလီကန်နက်အသင်းကတော့တစ်လုံးလောက်တော့ရရင်ရမနိုင်တယ်ပေါ့နော်အိမ်ကွင်းပွဲစဉ်လည်းဖြစ်နေတယ်အင်ဂျီရိုနာကိုကြည့်မယ်ဆိုရင်ဂျီရိုနာအတင်းကတော့အနည်းဆုံးတစ်လုံးလောက်တော့ထည့်မယ်ဆိုတော့ခြေတော့ဖွင့်ထားတယ်ပေါ့နော် ဆိုဒီပွဲစဉ်မှာဘောနော်နှစ်သိန်းလောက်ကလည်းရမတိကိုစီလိုအပ်တယ်ပြီးလို့ရှိရင်နှစ်သိန်းလောက်လည်းရောင်းလာမယ်လို့ကျွန်တော်ကတော့ယုံကြည်မိတယ်ဘောနော်အဲ့ဒီအတွက်ကြောင့်မို့ဒါကျွန်တော် body မှာ ancient အသင်းဖြစ်တယ်ဘောနော်ဒါလီကန်နဲ့အသင်း body နဲ့ကျွန်တော်ဘူပေါင်းအောက်ကိုစိုက်ပါတယ်အဲ့ပွဲစဉ်တစ်ပွဲကတော့ဥစာဆူနာနဲ့စီဗီလာတို့ပွဲစဉ်ဖြစ်တယ်ဘောနော်ဒီပွဲစဉ်မှာတော့ ancient အသင်းဖြစ်တဲ့ osasuna က level 30ရှုံးနဲ့ဂိုးပေါင်းကြီးနှလုံး30ရှုံးဆိုမှစတင်ကြီးတွေဖွင့်ထားတာတွေ့ရတယ်ဗောနော် ။ဒါအင်ရှင်အသင်းဖြစ်တဲ့အိုဆာဆူနာအဆင့်7တက်မှရှိတဲ့42တက်မှသူ့အပေါ်မှာဘယ်ကန်လို41ဆိုစီဒက်42ပေါ့ဗျာ။စီဗီလာအသင်းကတော့38မှရထားတဲ့အဆင့်15မှရှိတယ်ပေါ့နော်။နောက်ထပ်တပွဲလောက်နိုင်လိုက်မယ်ဆိုရင်ဒါတန်းစင်းဆောင်ကလုံးဝကျင်းသွားပြီပေါ့ဗျာ။ဒီနှစ်သင်းရဲ့ပထမအချော့ရလာကိုကြည့်မယ်ဆိုလို့ရှိရင်တော့စီဗီလာကွက်မှာ11ဆိုတဲ့ရလာနဲ့ဒီပွဲကိုပြီးဆုံးထားတာတွေ့ရတယ်ပေါ့နော်။ လက်ရှိအိုဆာဆူနာရဲ့ကာရာဖောင်း၅ပွဲကိုကြည့်မယ်ဆိုရင်၂ပွဲနဲ့၂ပွဲသေးရေ၃ပွဲရှုံးထားပါတယ်။ဒါရှုံးထားတာတော့အဝေးကွက်မှာဘာစီလိုနာကို3-0ဆိုတဲ့ရလနဲ့ရှုံးထားတယ်။ဒါအဘီလဘာကိုစီစီဆော့တယ်၊လီဂန်နဲ့ကို1-1ဆော့တယ်၊ဂျီရိုနာကို2-1နဲ့နိုင်တယ်။ဘလာဒိုလစ်ကို3-2နဲ့နိုင်ထားတာတွေ့ရတာပေါ့နော်။ဒီနေရာမှာကြည့်ရမယ်ဆိုရင်အိုဆာဆူနာအသင်းကဂိုးတကူပေးတဲ့အသင်းဖြစ်တယ်ဆိုတာမြင်နေရတယ်ပေါ့နော်။လီဂန်နဲ့ကိုဂိုးပေးတယ်ဂျီရိုနာကိုဂိုးပေးတယ်ဘလန်ဒိုလစ်ကိုဂိုးပေးတယ်ပေါ့နော် စီဗလာအတင်းရဲ့လက်ရှိဂရဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင်လုံးဝမကောင်းဖောင်မကောင်းဒါဘောနော၄ဘွဲရှုံးအဘွဲတည်ဒါပေမဲ့ဒီနေရာမှာတစ်ချက်မှချက်ပြရမှာဆိုတာစီဗလာအတင်းကိုရကိုထဲ့နိုင်တဲ့အတင်းဖြစ်တဲ့ဆိုတာလက်ခံမယ်ဒါဘက်တီ21ရှိမယ်ဗျာဒီကို21ရှိမယ်ဗျာပြီးရင်ကျွန်တော်အလာဘက်11ဆိုမှရှိတယ်ဘောနောဒီလိုပုံစံလေးတွေဖြစ်နေတာတွေ့ရတယ်ဘောနောဒီနေ့တင်းရဲ့ head to head ဘိုင်းကိုကြည့်မယ်ဆိုရင်ဒီနေ့တင်းတွေ့ခဲ့တာနောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင်ဘောနော အိုဆန်ဆူနာအတန်းနှစ်ချိန်နေထားတယ်၃ချိန်ကတည်ကြထားတယ်ဗောနော်ဂိုးပေါ်နှစ်ချိန်နဲ့ဂိုးအောက်၃ချိန်ပဲကြထားတာတွေ့ရတယ်ဗောနော်ဒီပွဲစဉ်ရဲ့နိုင်ဂျီးယားနော်ကိုတွတ်ထားတာကတော့ဒါအိုဆန်ဆူနာအတန်းက40ရာခိုင်နှုန်းဗောနော်တည်က30ရာခိုင်နှုန်းနဲ့ကျွန်တော်ကစီဗီလာအတန်းကအနိုင်ဂျီ30ရာခိုင်နှုန်းဆိုမှပေးထားတာတော့တွေ့ရတယ်ဆိုကျွန်တော်ဒီနှစ်တင်းလုံးကလည်းဒါတန်းစင်းစုံနားမှာ မရှိဘူးဗျာတကယ်အလယ်လအတင်းနေလဲဖြစ်တယ်ပေါ့နော်ဒါပြိုင်ဆိုင်မှုပြင်းထန်မယ်လို့တော့ထင်တယ်ပေါ့နော်ဒီပွဲစဉ်မှာတော်တော်လေးကြီးကောင်းမဲ့ပွဲစဉ်တပွဲဖြစ်လာမယ်လို့တော့ထင်တယ်ဒီပွဲစဉ်မှာတော့ကျွန်တော်က body မှာ ancient အတင်းဖြစ်တဲ့ ਊ ဆာဆုနာ body ကြိုက်တယ်ပေါ့နော်ပြီးတော့ဂူပေါင်းကိုအောက်ကိုကြိုက်ပါတယ်ဒီပွဲကတော့ Atletico Madrid နဲ့ Real Belcano တို့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်မှာတော့လက်ရှိဖွင့်ထားတဲ့ body ကတော့ Atletico Madrid ကတစ်လုံးတည်းရင်းနဲ့ဂူပေါင်းကြီးကနှလုံး80ရှုံးဖြစ်ပါတယ်။ ဇေယအနေထားကိုကြည့်မှဆိုရင်ဒီကိုကအဆင့်3မှာရှိတဲ့63မှာပေါ့နော်ဒါချန်ပီယံလက်တနည်းအားမှာဝင်ခွင့်တနည်းအားသူတို့ရထားတယ်ဗောဗျာဘယ်လ်ကန်တို့အတင်းကတော့အဆင့်30မှာရှိတဲ့42မှာပေါ့နော်တာမစင်တော့ဘူးဒီအတင်းကလုံးဝဒါလီကန်မှာတင်ချန်ရစ်ပြီဗောဗျာဒီနဲ့တင်းရဲ့ပထမအကြော့ပွဲစဉ်ကိုကြည့်မှဆိုရင်ဘယ်လ်ကန်တို့ကွဲမှာ11ဆိုတဲ့ရလနဲ့ပြီးဆုံးထားပါတယ်လက်ရှိအတလီတီကိုမက်ဒရစ်အသင်းရဲ့ကာရာဖောင်း၅ဘွဲကိုကြည့်မှဆိုရင်၂ဘွဲနိုင်၁ဘွဲတည်၂ဘွဲရှုံး ดาติโกโซราတော့တည်တယ်ဒါပေမဲ့တိုက်ဖက်လက်ကောင်းတဲ့အတင်းတင်းဖြစ်တဲ့အတွက်ဒါဂိုးမရတဲ့အရောင်အချောင်းရှိတော့ဘောနော်ဆိုတော့သူတို့နိုင်ထားတာတော့ဘလန်ဒိုလီတိုစီမီလာတို့ဒါနိုင်ထားတယ်ဗောဗျာအစပန်ညိုတေးဆော့တယ်ဘာစီလိုနာကိုရှုံးတယ်ဗောနော်လက်ပါမတ်ကိုလည်းကြားရမှာရှုံးထားတယ်ဗောနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဘယ်ကန်ကိုကြည့်မယ်ဆိုရင်ဘယ်ကန်ကိုအတင်းအောင်ဆုံးကာရာဖော တပွဲနိုင်နှစ်ပွဲတည်းတပွဲရှုံးပေါ့နော်ဘယ်ကန်တို့အတင်းရနောက်ဆုံးကာရပေါင်၅ဘူးကြည့်မယ်ဆိုရင်တပွဲနိုင်နှစ်ပွဲတည်းနှစ်ပွဲရှုံးထားတာတွေ့ရပါတယ်လက်ရှိနိုင်ထားတဲ့ပွဲစဉ်ကတော့အလာဘက်2စီးဆိုစီဒက်ကို22ဆော့တယ်ဗလန်စီယာ11ဆော့တယ်ပေါ့နော်ဒီအတင်းကလည်းဘူတကူထက်နိုင်တဲ့အတင်းထဲမှာပါတယ်ဆိုတာကိုကျွန်တော်ညင်းလို့မရဘူးရီယဲလို့အတင်းကိုတော့ဘူထဲတယ်ဗျာ ရီယဲတို့စီဗီလာတို့အတင်းမျိုးလက်သူကိုထဲနိုင်တယ်ဆိုတာမြင်ရတယ်ပေါ့နော်ဒီနှစ်တင်းရဲ့ကျွန်တော်တို့ဒါနိုင်ကြရအောင်ပေါ့နော်ဒီနှစ်တင်းရဲ့ကျွန်တော်တို့ဒါ head to head ၅ချိန်ကိုကြည့်မယ်ဆိုရင်နောက်ဆုံးတွေ့ရတဲ့၅ချိန်မှာဆိုလို့ရှိရင်တော့အတလီတီကိုမက်တစ်အတင်းက၃ချိန်နိုင်တယ်၂ချိန်ကတော့တည်ကြီးချထားတယ်ပေါ့နော်ဒီပွဲစဉ်နိုင်ကြရအောင်တွတ်ထားတာကတော့ကျွန်တော်တို့ဒါဒီကိုနိုင်ကြရအောင်ကတော့65ရာခိုင်နှုန်းပေါ့နော် တရေချမိဟာက25ရာခိုင်နှုန်းဗါလဲဒါကျွန်တော်ပြီးတော့ဘယ်လကန်တို့အနိုင်ကို20ရာခိုင်နှုန်းထုံမှာပေးထားတာတွေ့ရတယ်ပေါ့နော် wise to os မှာကြည့်မယ်ဆိုလို့ရှိရင်တော့ဖွင့်ထားတဲ့ခြေတွေကတော့ဒါအတီကိုအနိုင်ကို1.50ဆိုမှာပေးထားပါတယ်တရေကိုတော့ကျွန်တော်ဒါ၄ဆအွယ်ပေးထားတယ်ပေါ့နော်ဘယ်လကန်တို့အနိုင်ကို9ဆပေးထားတယ်ပေါ့ဗျာ ဒီပွဲစဉ်မှာဖြစ်မဲ့နှစ်သိန်းပေါင်း၉ပေါင်ကြီးအနည်းဆုံးတောင်းလောင်းထိရောက်မှာဆိုတော့ခြေဦးတော့ဖွင့်ထားတယ်ဒီကိုကတော့အနည်းဆုံးနှလုံးလောက်တော့ထည့်နိုင်တယ်ဗောနော်ဘယ်ကန်လုံးတစ်လုံးလောက်တော့ထည့်မယ်ဆိုတော့ခြေရောဖွင့်ထားတယ်ဗောနော်ဒီပွဲစဉ်မှာကျွန်တော်ကတော့အဓိက၉ပေါင်အပေါ်ကိုကြိုက်တယ်ဗျာဒီပွဲစဉ်ကတော့ဘယ်ကန်လုံးကတော့၉ပေါင်အောက်ကိုဦးတည်တယ်အတင်းဆိုတာကျွန်တော်သိရတယ်ဗျာဒီပွဲစဉ်မှာကျွန်တော်၉ပေါင်အပေါ်ကြိုက်တယ်ပင်ဘော်ဒီမှာကျွန်တော်အင်ရှင်အတင်းဖြစ်တဲ့အက်တလီတီကိုမက်ဒရစ်အတင်းကြိုက်ပါတယ် ပွဲစဉ်တစ်ပွဲကတော့ဘက်တစ်နဲ့ဆန်းဆင်းသွားပြီဖြစ်တဲ့ရီယယ်ဘလာဒိုလစ်တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။ဒါဘက်တစ်အသင်းကနှလုံး30နိုင်ပေါ့9ပေါင်းကြီးက3လုံး40ရှုံးဆိုမှတော်တော်လေးပြင်းပြင်းလေးဖွင့်ထားတာတွေ့ရပါတယ်။အတန်းစင်းဆောင်အနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါဘလာဒိုလစ်ကတော့16မှနဲ့တန်းစင်းသွားပြီပေါ့ဗျာ။ဘက်တစ်ကတော့အစင်း6မှရှိရ50နဲ့တမဒါသူစူးစမ်းမှဆိုရင်သူချန်ပီယံလေးဝင်ဝင်တက်နေရတဲ့ချင်း6နိုင်တယ်ပေါ့နော်။သူ့အပေါ်မှာဘီလာရီယ53ရှိမယ်ပေါ့နော်။ ဒီနှစ်သိန်းရဲ့ပထမအကြောကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဗလန်တိုလီအတင်း1ဇီဆိုတဲ့ရလနဲ့နိုင်ထားတာတွေ့ရတယ်ပေါ့နော်လက်ရှိဘက်တစ်အတင်းရဲ့ကာရာဖောင်5ဘွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဘက်တစ်အတင်းက3ဘွဲနိုင်2ဘွဲတည်2ဘွဲရှုံးဒါပေမဲ့ဘက်တစ်မှာတခုထူးခြားတာရှိတာဘက်တစ်ရဲ့ခံစစ်မကောင်းလီဂန်က32စီဗီလာ21ဘာစီလိုနာ11ဘီလာရီယာ21ဂီရိုနာ31ဂိုတိုကူကပေးဖို့ပေးတယ်ဗျဂိုတိုကူကပေးဖို့ပေးတယ် ဗလာဒိုလစ်ကိုကြည့်လိုက်ပါဗလာဒိုလစ်အခုနောက်ပိုင်းဆော့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်ကျွန်တော်ရှုံးတာနောက်ဆုံး6ပွဲသက်ရှိရရှုံးထားတာဒါပေမဲ့ဒီအသင်းကဂိုးတကူထဲနိုင်တဲ့အသင်းဆိုတာလုံးဝညင်းတော့မရအောင်ဂိုးတကူထဲကိုထဲတယ်ဒါသူဆော့ထားတဲ့နောက်ဆုံး6ပွဲမှာဆိုရင်ဗလန်စီယာ2-1ဆိုစီဒက်2-1ဒါအဝေးခွင်ပွဲစဉ်တွေပြောပြတာနော်ကီကို4-2အိမ်ဝင်မှာဆိုအစားဆုံးက3-2ဒီလိုပုံစံတွေပေါ့နော်သူတို့ကလွတ်လပ်သွားပြီဗျာ freedom ဖြစ်သွားပြီတန်လန်းဆင်းသွားပြီဗျာ ဆော့ကျင်တယ်လို့ဆော့တော့တာပေါ့ညာဒီအတင်းအဲ့လိုပြောကျင်တာမှာ head to head အနေထားတွေကိုကြည့်မှဆိုလို့ချင်းဒီနှစ်တင်းတွေ့ခဲ့တာနောက်ဆုံး၅ချိန်မှဆိုလို့ချင်းပေါ့နော်အဲ၄ချိန်တိတိတောင် go out ကြထားတွေ့ရတာပေါ့နော် batting က၂ချိန်နိုင်တယ် blend bowling က၂ချိန်နိုင်တာဒါတွေ့ရတယ်ပေါ့နော်၂ချိန်တော့တည်ကြထားတာတွေ့ရတယ် now once to us မှာကြည့်မှဆိုလို့ချင်းတော့ batting အနိုင်ကို1.20ပေါ့ဗျာတထောင်လောက်900ပဲရမယ်ဆိုတဲ့အတိတ်ပဲပေါ့ဗျာဒါတည်ကို၈ဆနဲ့ ဗလာတိုလင်းအနိုင်ကို16စပေးထားတယ်ဗျာရက်စက်နဲ့ချမ်းတာဗျာလုံးဝမနိုင်ဘူးဆိုတဲ့အတိတ်ပဲဗျာလုံးဝပေါ့နော်ဒါကျွန်တော်တို့စင်နန်တအားကွာတယ်ဆိုတော့အတိတ်ပဲမျိုးပေါ့ဗျာပြီးမိနစ်60ဒေါ်လာမှအနည်းဆုံးကျွန်တော်တို့3လုံးနဲ့4လုံးကြားထဲမှာရှိမယ်ဆိုတော့ခြေဖွင့်ထားတယ်ဒီနှစ်သိန်းမောင်းငူပေါင်းကြီးပေါ့နော်ပြီးလို့ရှိရင်ဒါဘက်တရီအထင်အနည်းဆုံး3လုံးလောက်တော့ရမှာနိုင်တယ်ဆိုတော့ခြေဖွင့်ထားပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဗလာတိုလင်းအတင်းကတော့တစ်လုံး အောင်တော်တော်လေးခက်ခဲမယ်လို့ထင်တယ်ဗောနော်ဒီပွဲစဉ်မှာကျွန်တော်ကဒါဂိုးပေါင်းအပေါ်ပဲရွေးရမှာပဲ30 30 40ရှုံးဆိုလဲဂိုးပေါင်းအပေါ်ပဲရွေးရမှာပဲဒီပွဲစဉ်ကဂိုးပေါင်းအပေါ်ကြိုက်တယ်ဗျာလက်ရှိကျွန်တော်ဘက်တစ်ရခြေစွမ်းဗောနော်ဘက်တစ်ကနှလုံးပြတ်မှကျွန်တော်30ပဲနိုင်အောင်မှာဗျာနှလုံးပြတ်မှ30ပဲနိုင်အောင်မှာဆိုအခု short ထားတဲ့ဘက်တစ်ပွဲစဉ်နဲ့ကြည့်လိုက်၃လင်းလုံးအဲ့လိုပြတ်ပြီးနိုင်တာမရှိဘူးဗောနော်အဲ့ဒါကြောင့်မို့ကျွန်တော် body မှာ out in ဖြစ်တဲ့ဘလန်တိုးလင်းကြိုက်တယ်ဗျာဘလန်တိုးလင်းနဲ့ဂိုးပေါင်းအပေါ်ကြိုက်တယ် ဲ့နဲ့ကျွန်တော်ရွေးချက်ထားတဲ့အသင်းတွေကလီဂန်နဲ့ဂိုဘောင်အောက်ပြီးတော့အိုဆန်ဆူနာဂိုဘောင်အောက်အတလီတီကိုမက်ဒရစ်နဲ့ဂိုဘောင်အပေါ်ဗလန်တိုလင်းနဲ့ဂိုဘောင်အပေါ်ကျွန်တော်ရွေးချက်ထားပါတယ်ဒီကိုယ်တော့အားလုံးအဆင်ပြေကြပါစေဘောလုံးပွဲလည်းပေါက်ကြပါစေကြမ်းမချမ်းသာကြပါစေမြန်မာပြည်ကြီးလည်းငြိမ်းချမ်းကြပါစေဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အစအဆုံးကြည့်ပေးတဲ့အတွက် like subscribe comment လေးတွေလည်းပေးကြပါအောင်ဗျာဒီကိုတော့ပဲရှိတဲ့အားသေးဆိုလဲ Thank you. Uh.